ပောင်းတင်ဆက်ပေးခြင်းတဲ့တင်ရဲ့အကြောင်းအရာတွေကတော့ဘိုးရတီလွင်ပေါ့တီဟိုးဆက်ရဲ့အနေရဲ့အကြောင်းအသက်ဆုံးရှုံးတီရတီဖြစ်နိုင်ဆိုတဲ့တွင်ဘဝကတော့73စီလုံးရှင်များအတွက်ဒေါ်လာ30ရောင်းပေးမည်ဆိုတဲ့တွင် အကူအညီပစ္စည်းများနှင့်စေဝါများကိုမလင့်ဖေးတင်ဒေသထံအချိန်နှင့်တပြေးညီဖြန့်ဝေပေးနေဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံလေးနဲ့ဩစတြေးလျရေကြီးရေရှမ်းမှုဖြစ်စဉ်ကြောင့်ခရိုဂီရွာမှနေအိမ်အလုံးဒီပါနေထိုင်၍မရနိုင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုံလေးနဲ့မိုးရာသီတွင်ပေါက်သည့်မှုဆက်ရအနေရဲ့ကြောင့်အသက်ဆုံးရှုံးသည့်အထိဖြစ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိုးရာသီတွင်ပေါက်သည့်မှုဆက်ရအနေရဲ့ကြောင့်အသက်ဆုံးရှုံးသည့်အထိဖြစ်နိုင်တဲ့အတွက်သတိပြုဖို့လိုအပ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။ တိတော့တပင်တွေပေါရောက်ရာပဝင်းချင်းနေရာတွေမှာမိုးရာသီကာလမှာမိုးအမျိုးမျိုးကြီးထွားပေါင်ဖွားမှုများပြားလေရှိတာကြောင့်မိုးဆိတ်အနေရဲ့သတိပြုကောက်ွယ်နိုင်ချဖို့လိုအပ်တယ်လို့ဆိုပါတယ်အဆိုပါမှုတွေမှာအနေရကင်းစွာစားသုံးနိုင်တဲ့မှုအမျိုးအစားတွေရှိပြီးအစိတ်ရှိမှုများစွာလည်းရှိထားကြောင်းအစိတ်ရှိမှုအမျိုးအစားတွေရဲ့နဲ့အချို့မှုတွေဟာပြင်းထန်စွာအစိတ်တင်စေထားကြောင်းအသက်ဆုံးရှုံးနိုင်တယ်လို့လည်းသတိပေးထားပါသေး။ မှုစိတ်တဲ့လက္ခဏာတို့ရဲ့နေနဲ့မှုစားပြီးမိနစ်20ခါနေ၄နာရီအတွင်းမူဝေထောင်းအော်အန်ထောင်းဘိုက်အောင်ဘိုက်နာထောင်းဝမ်းလျှောထားတွေဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်ပုံမှုပြင်းထန်ပါကလည်းအသက်ဆုံးရှုံးနိုင်တဲ့အပြင်အုံနောက်နဲ့အာယုံကျော်ထိခိုက်ပြီးစိတ်အာယုံခြောက်ခြားတာအလွန်အမင်းနှိုးချလာတာစိတ်ထချတာတို့ဖြစ်စေနိုင်တယ်လို့လည်းသတိပေးထားပါသေး။ အစိတ်အသင့်မှုလက္ခဏာနဲ့ပြင်းထန်မှုအတိုင်းဒါဟာမှုဝံမျိုးအစားပါဝင်တဲ့အစိတ်ပမာဏစားသုံးမိသူရဲ့အသက်အရွယ်ကိုခံစွာအထုပေါ်မူသည်ပြီးတက်ကြီးဘိုးဘွားတွေနဲ့ယောဂအခမ်းရှိသူတွေမှမှုစိတ်အသင့်မှာကပုံမှုပြင်းထန်စွာခံစားရနိုင်တယ်လို့လဲဆိုပါတယ် ဒါကြောင့်မှုစိတ်တင်လက္ခဏာများခံစားရပါကအချိန်မီဆေးကုသမှုခံယူဖို့လိုအပ်ပြီးနှိစက်ရဆေးရုံကျန်းမာရေးဌာနထွေးကိုချက်ချင်းပို့ဆောင်ကဆေးကုသမှုခံယူရမယ်လို့သိရပါတယ်။ ထာအပြင်မိမိမတည်သောမစားဘူးသောမူအမျိုးအစားကိုမစားသုံးတာဟာအကောင်းဆုံးသောကာကွယ်နည်းဖြစ်ပြီးအစိုက်ရှိတယ်လို့တန်တရာဖြစ်ပွဲမို့တွေတေချာမတည်မစားဘူးတဲ့မို့တွေကိုစားသုံးတာလုံးဝမပြူချဖို့ကိုလည်းသတိပေးထားပါတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကဟိုဘန်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်း30ရောင်းပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်အမေရိကန်ဒေါ်လာအတန်း30ကိုရောင်းချပေးသွားမယ်လို့ယနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီလိုရောင်းချပေးရမှာနိုင်ငံခြားငွေကြေးဈေးကွက် FX Trading Platform ကနေသင့်ရောင်းချပေးမယ်လို့ကြေညာထားပြီးရောင်းချပေးမယ်အမေရိကန်ဒေါ်လာအတန်း30အတွက်သက်မှန်ငွေလဲနှုန်းကိုတော့တိကျဖော်ပြထားတာမရှိဘူးလို့သိရပါတယ်။ မေလ29ရက်နေ့ FX Trading Platform မှာထော့ဗဟုဖန်ကဒေါ်လာငွေလဲနှုန်းကို3680ကျပ်သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံထောဘဟုဘဏ်အနေနဲ့လုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံခြားငွေတွေကို FX Trading Platform မှာသဆင့်ရောင်းချပေးလျက်ရှိရာယခုအချိန်ဟာမေလအတွင်း၄ချိန်မြောက်ရောင်းချပေးထားဖြစ်ပြီးပြီးခဲ့တဲ့၃ချိန်မှာစုစုပေါင်းအမေရိကန်ဒေါ်လာ64သန်းမှ6ခွန်တန်းနဲ့ထိုင်းဘတ်တန်း250ကို ရောင်းချပေးပြီဖြစ်တယ်လို့သိရပါတယ်ရှင်ဆလဘီ နိုင်ငံတကာမှအကူအညီပစ္စည်းများနှင့်စေဝါများကို ငလင်ပေးတဲ့ဒေသထံအချိန်နှင့်တပြေးညီဖြန့်ဝေပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာကနေကူညီထောက်ပံ့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့စေဝါတွေကိုငလင်ဖေးတဲ့ဒေသတွေထံကိုအချိန်နဲ့တပြေးညီဖြန့်ဝေပေးနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးမြေငလင်ကြီးကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းနယ်၊ပဲခူးတိုင်းတို့မှထိခိုက်ပျက်စီးထားတွေဖြစ်ပေါ်ခဲ့ရာဘေးသင့်ခဲ့တဲ့ပြည်သူတွေအတွက်ပြည်တွင်းပြည်ပစေတနာရှင်အလှရှင်တွေရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းနဲ့စေဝါတွေလူရန်ထောက်ပံ့မှုနဲ့ဘေးသင့်ဒေသများသို့ပြန်ခွဲထောက်ပံ့ဆောင်ရွက်နေတာဖြစ်ပါသည်။ မေလ20ရက်ကနေ28ရက်နေ့အထိတပတ်သာအတွင်းထိုင်းနိုင်ငံရောက်စေတနာရှင်များသီရိလင်္ကာနိုင်ငံနဲ့တရုတ်နိုင်ငံချုံချင်မြူနစ်စပယ်အစိုးရတို့ကထပ်မံပေးဖို့လှူဒါန်းလာတဲ့မိုးကတဲ့မီးဆက် စားတောက်ကုန်၊လူသုံးကုန်၊အိမ်သုံးပစ္စည်း၊နှစ်ရက်စည်ပစ္စည်း၊ဆေးနယ်ဆေးပစ္စည်းများအနက်ဆေးနယ်ဆေးပစ္စည်းများကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ကျန်းမာရေးဝန်ကြီးဌာနနှင့်မိဆက်စားတောက်ကုန်၊လူသုံးကုန်၊အိမ်သုံးပစ္စည်း၊နှစ်ရက်စည်ပစ္စည်းတွေကိုဖေးတင်လူဦးရေအချိုးစားပေါ်မူတည်ပြီးနေပြည်တော်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်တို့ကိုဖြန့်ခွဲပေးပို့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်ပြည်သူတမရနိုင်ငံကလှူရန်ထဲဒီဇယ်စီတန်1930တရက်မှ935နဲ့ဂက်စီတန်1940တရက်မှ355ထို့ကိုလဲစွန့်ယုံကြီးဌာနကစနစ်တကျသိမ်းဆီးတူလောင်ပြီးပြန်လည်ထူထောင်ရေးနယ်ပြန်လည်တည်ဆောင်ရေးလုပ်ငန်းတွေမှအသုံးပြုနေတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံကနေလူရန်ထေဘီလံမြေ225ထန်းဟိတ်4500ကိုလည်းဘေးတင်ဒေသများသို့ပို့ဆောင်ပြီးပြန်လည်ထူထောင်ရေးနယ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှသုံးစွဲသွားမယ်လို့သိရပါတယ်။ ။ထားအပြင်ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ငလင်ဘေးတင်ဒေသတွေမှာယာယီရုံးများအဖြစ်အသုံးပြုဖို့ကိုလည်းတရုတ်ပြည်သူသမရနိုင်ငံကလူရန်ထေ Prefer Brigade Office အလုံး900ဟာလည်းမေလ2ရက်နဲ့မေလ24ရက်မှာရန်ကုန်မြို့တိလဝါစိတ်ကမ်းသို့ရောက်ရှိခဲ့ပြီးဘေးတင်ဒေသတွေမှာယာယီရုံးများအဖြစ်သက်ဆင်နေတယ်လို့ဆိုပါတယ်။ တရုတ်ပြည်သူသမ္မတနိုင်ငံကယာယီအိမ်များအဖြစ်အသုံးပြုဖို့လှူဒန်းထားတဲ့ Prefab Brigade House အလုံး4500ကိုလည်းဖေးတင်သေးတာတွေမှာသက်ဆိုင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ငလင်လှောက်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေလက်ရှိအချိန်အထိလူရန်ပစ္စည်းတွေဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာမလေးတိုင်းဒေသကြီးတို့မော်တော်ယာဉ်60သီး၊စကိုင်းတိုင်းဒေသကြီးတို့မော်တော်ယာဉ်32သီး၊ရန်ပင်းနယ်တောင်ပိုင်းတို့မော်တော်ယာဉ်7သီးအထိရှိခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဌာနအနေနဲ့ ဩစတြေးလျရေကြီးရေရှမ်းမှုဖြစ်စဉ်ကြောင့်ခရိုကီရွာမှနေအိမ်အလုံးနီးပါးနေထိုင်၍မရနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩစတြေးလျနိုင်ငံညူဆော်ဝေးရှိခရိုကီရွာလေးမှာမိုးကြီးခဲ့ပြီးရေကြီးရေချမ်းဖြစ်ခဲ့ရာအင်ချီယာတော်များများနေထိုင်လို့မရတော့ဘဲဘေးကင်းစိတ်ချရမှုမရှိဘူးလို့ကြေညာခဲ့ပါတဲ့။တနင်္ဂနွေနေ့ကရေကြီးခဲ့ရာမှာလူငါးဦးသေဆုံးခဲ့ပြီးအများအပြားပျောက်ဆုံးနေပါတဲ့။ထိခိုက်မှုအများဆုံးခရိုကီရွာမှာနေရအနှံ့ပြားမှအင်ချီယာတော်များများဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရပါတဲ့။ ရေပြန့်ချသွားချိန်မှာတန်ရှင်းရေးများစတင်ပြုလုပ်နေပါပြီ။ဂျွာခန်တပ်ဦးဖြစ်တဲ့ Clean Williams ကကြုံပူးတမျှထဲမှာအပြည့်အစုံအများဆုံးရေရှမ်းမှုလို့သတ်မှတ်လိုက်ပါတယ်။ ရေတွေကမြင့်တက်လာပြီးအထဲမှာပြေလာက အိမ်ရှိကိုဖျက်တမ်းသွားတယ်လို့ရှင်းပြပါထိန်တနင်းခနွေနေ့ရေပြန်ချသွားချိန်မှာကလင်းစ်ကသူ့အိမ်ကိုရှင်းလင်းဖို့ပြန်ရောက်လာပါထိန်ထိခိုက်ပျက်စီးမှုကအတော်ကြီးမှပြီးအိမ်မှာနေထိုင်လို့မရတော့ဘူးလို့ပြောပါထိန်ဒေသခံအာဏာပိုင်များကဖြစ်ပေါ်ခဲ့တဲ့နေရာတွေမှာထိခိုက်ပျက်စီးမှုအခြေအနေကိုစမ်းစစ်ဖို့အဖွဲ့တွေဆီလှုပ်ထားပါထိန် အစောပိုင်းစမ်းစစ်ချက်များအရခရိုကီရှိအိမ်တိုင်းဒီပါဟာနေထိုင်လို့မရတော့ဘူးလို့ဆုံးဖြတ်နေချပါသေးလို့သိရပါသေးရှင်။ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြီးစုဝါပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။ကျမကတော့မြန်မိုးထပ်ပါ။